ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနယ်ရဟတ်ရင်ပူဆောင်ရေးပူပေါင်းရန်စီစဉ်ထားတယ်လို့ဘူရာဒီရအကြီးအကဲပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံအူလန်ဦးဒဲမျိုးကထုတ်လုပ်တဲ့ရဟတ်ရင်ပူဆောင်ရေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံနဲ့ပူပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအများကြီးလုပ်ဖို့စီစဉ်ထားတယ်လို့ဘူရာဒီရပြည်နယ်အကြီးအကဲမစ္စတာအလက်ဆီဆန်ပူရီဗေစီဒန်နော့ဖ်က ပြောကြားသိရပါတယ်။ ဒေတာစံတော်ချင်းဇွန်လ29ရက်မနက်ပိုင်းကဥလန်ဦးတဲမျိုးရှိဥလန်ဦးတဲ LVRZ မြေယထားစကောင်းနဲ့ယထားတွဲပြုပြင်ရေးစယုံကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မြင့်ချင်းမင်းအောင်လှိုင်နဲ့တွားရောက်လည်လာစဉ်ဒေတာခံမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့တာပါ ဗူရာဒီရာပြည်နယ်နဲ့မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအများကြီးအကောင်အထည်ပေါ်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ကြောင်းလဲဗူရာဒီရာပြည်နယ်အကြီးအကဲကပြောပါရယ်။မကြမီနှစ်အတွင်းစေဝါနီပညာနယ်ပတ်သက်လို့မြန်မာနိုင်ငံမှာပစ္စည်းတင်သွင်းဖို့အတွက်မှတ်ပုံတင်နေတာရှိတယ်လို့ဆိုပါရယ်။ ဒါအပြင်ဥလန်ဥတဲမျိုးရဟယင်စယုံကနေထုတ်လုပ်တဲ့ရဟယင်တွေကိုမြန်မာနိုင်ငံမှာနှိအကြကြီးအသုံးပြုနေတာရှိပြီးလက်ရှိအချိန်မှာလည်းအသုံးပြုနေသလိုအနာဂတ်မှာလည်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ပို့ပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအများကြီးလုပ်ဖို့အတွက်စီစဉ်ထားတာရှိရလို့လဲဘူရာတီရာပြည်နယ်အကြီးအကဲကပြောကြားသိရပါရရှင်။